အားအားလုံးမေ့မင်္ဂလာပါပရမီညာမမကျိုးဆိုပါတယ်ကျွန်တော်ခုမိတ်ဆက်ပေးခြင်းတာပေါ့နော်ယခုလိုကလေးတွေခဏခဏပြောက်တဲ့အရာဒီမှာလို့ဟိုယခုလိုကြောင်းခွင့်ရာဒီမှာဆိုရင်မိပါတိုင်းတော့မရှိမဖြစ်ကလေးတယောက်ကိုလုံချုံမှုအပြည့်အဝပေးဆွနိုင်မယ်ဒီ summer wash နိုင်ရင်းနဲ့ကျွန်တော်မိတ်ဆက်ပေးခြင်းတယ်ပေါ့နော်ဒီနိုင်ရင်တွေကဘလို့လုံချုံမှုပေးတယ်ဘလို့ function နေဆိုတဲ့ဟာကိုတော့ကျွန်တော် view နဲ့မှအဆုံးမှာဟောကြည့်ကြည့်ပေါ့နော်အာပထမဦးဆုံးပေါ့နော်ဒီနိုင်မှာပေါင်မနဲ့အချက်တွေဖုန်းဝင်ထွက်ရမယ်ကျွန်တော်ဓာတ်ပုံရိုက်လို့ရမယ် ကလေးကကျွန်တော်တို့တွားတဲ့ဒီနေရာကြီးကြည့်လို့ရမယ်ပေါ့နော်ဒီចောင်းမှာဆိုရင်ចောင်းជူရှင်မှာဆိုရင်ជူရှင်တတ်မှတ်နေရာကြော်လာရင်အလန်ပေးတဲ့ session တွေပါတယ်အဲကျွန်တော်တို့အတန် fight chat ပေါ့နော်ကလေးနဲ့အတူအဲအတန်ဒီစကားပြောလို့ရမှာပေါ့နော်ကလေးရစာတင်ကန်နေမှာဆိုရင်အဲနာယူဖုန်းခေါ်တဲ့အခါမမြင်ရင်ဆိုပြိတ်ထားလို့ရတယ် SOL နံပါပေါ့နော်ဒီ SOL ကဘလို့အထောက်အပံ့ပြုလဲဆိုရင်ကျွန်တော်တို့အဲကလေးကိုပေါ့နော်တစုံတရာကတစ်ခုခုလုံးမယ်ဆိုရင်နာရစ်ပါပေါ့ပိတ်ပြီးပိတ်တဲ့အခါကျရင်နာရစ်ပါပေါ့လုံးဝပိတ်လို့မရဘူး အာနိုင်ရက်လုံးဝကိုဒီမိဘကတွင်ရင်ဘယ်သူမှပိတ်လို့မရဘူးပေါ့နော်အဲ့လိုအခြေအနေမျိုးမှာသူကပေါ့ပါပိတ်မယ်ပိတ်တဲ့အခါကျရင်အဲဒီ SOS နံပါတ်ထဲမှာဖုန်းနံပါတ်၃လုံးထည့်ထားမယ်ထည့်ထားရင်အဖေဖြစ်စီအမေဖြစ်စီအထောဖြစ်စီအဖိုးဖြစ်စီအဖွားဖြစ်စီပေါ့နော်အသုံးလုံးထည့်ထားပြီးသွားရင်စင်ဥပမာလူစုကပေါ့နော်ကလေးကိုတခုလုပ်ဖို့အတွက်နိုင်ယူပိတ်ပြီးပိတ်တဲ့အခါကျရင်နိုင်ရက်လုံးဝပိတ်လို့မရဘူးအဲ့အဲ့အယူ ဖိထားလိုက်မှာဆိုရင်အဲ့ဖုန်းကိုတောက်လျှောက်ခေါ်ပေးနေမှာအဲ့ထက်သုံးလုံးကိုတောက်လျှောက်ခေါ်ပေးနေမှာပေါ့နော်အဲဒီ SO နဲ့မှာပေါ့နော်ဒါကတော့ HD နဲ့လာတယ်အဲကျွန်တော်ဒီအလံဒါကတော့ဟိုကျွန်တော်တို့ creativity နေရာကိုကြည့်တာပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်တို့ကဒီ summer wash ကိုပေါ့နော်အထဲမှာဘာကြီးပါလဲဆိုတော့ကျွန်တော်ကြည့်မယ်ဒီပရမအညွှန်းစာကလေးတွေ့မှာပေါ့နော်အညွှန်းစာပဲပါမယ်။အဲ application ရဲ့ကြူပါကုတ်ပါလေဒီအညွှန်းစာရဲ့ဒီမှာပေါ့နော်။ဒီမှာ down ပေးရမှာပေါ့နော်။သူက site က အသေးဆုံး site ပေါ့နော်ဒီ site တွေဒီ site တွေဒီ site ဒီ site မရဘူးအသေးဆုံး site ဆို okay အဲ့ဆိုရင်ကျွန်တော်အားကြီးထုတ်မှာပေါ့နော်ဒီအောက်မှာကျွန်တော်တို့ Android ပေါ့နော် Android ခေါင်းအသွင်းကြီးပါမှာပေါ့နော် Android အသွင်းကြီးပါမှာကျွန်တော် Android အသွင်းကြီးပေါ့နော်ဆိုတော့ဒီပုံပြီးကျွန်တော်တို့ဒါလေးဆက်ဆုပ်မယ်အားကြီးထုတ်မှာပေါ့နော်ဒီကျတော့ကျွန်တော်အရင်ရှိမှာဆိုလို့ပေါ့နော်အော်ဒူဒူရှင်းတော့ပဲကျွန်တော်ပြောပြောလိုက်တော့ပေါ့နော် ုပ်ပြီးကျွန်တော်ကြီးခွာလိုက်ပြီခွာလိုက်ပြီဘာဒီ s condition ကိုကျွန်တော်ဘာကြောင့်ကြိုက်လဲဆိုတော့ဒီဂျာတွေကအဖြုတ်တက်လို့လို့ရပါဘောနော်ဟော summer wash အပူပစ္စည်းဆိုင်တွေမှာနှာရည်တွေကျိုးတွေအလွယ်တကူတက်လို့ရရပါဘောနော်ပြီးတော့လက်မှတ်တော်တဲ့ကလေးတွေဆိုတဲ့ဒီနာဟောကိုဖောက်ပြီးတက်လို့ရရပါဘောနော်အဲတော်တော်လေးအဆင်ပြေတယ်ဒါကြောင့်ဒီ s condition ကိုကျွန်တော်ကြိုက်တာဘောနော်โอเคကျွန်တော်ပတ်ပါဖို့ဖွင့်ပြီဘောနော်ပါဖို့ဖွင့်နေတဲ့အချိန်မှာဒီပုံမှာတက်လာပြီဘောနော် ်အော်တက်လိုက်ကျကျွန်တော် application သွားထောင်းရမှာကျွန်တော်တွေနော် application ထောင်းဖို့ကြွတ်ကြရင်ကျွန်တော်တို့ကဒီ play store သွားမှာမဟုတ် play store ဆိုရင် play store ကအဲကျွန်တော်တို့ဒီ iPhone နေဆိုတော့နော် gallery ပေါ့နော် add gallery ပေါ့ okay 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 အဲ့ဆိုရင်ကျွန်တော်ဥပမာဆိုတော့ကျွန်တော်သွားလိုက်ပြီပေါ့နော်သွားပြီကျွန်တော် c tracker 2 c tracker 2ဒီမှာပေါ့ c tracker 2 server 2 application ကိုကျွန်တော်ဒေါင်းပေးရမှာနော် okay ကျွန်တော်အစီအထွက်က2 application ကိုကျွန်တော်ဒေါင်းလိုက်ပြီအဲဒေါင်းပြီးတဲ့အခါကျရင်ကျွန်တော်ဒေါင်းမိတာဖြစ်တော့ open လုပ်လိုက်ပြီပေါ့နော် open လုပ်လိုက်ပြီ open လုပ်လိုက်တဲ့အခါမှာအာကျွန်တော်ကကျွန်တော်စပြီးမြင်ရမယ်ဒါအောင်မြင်ရမယ်ပေါ့နော်ကျွန်တော်ဒါ Gmail ပဲဖြည့်ပြီးပါအကောင့်ဖောက်ပြီးသွားလို့ဒါကြီးဖြစ်တာပေါ့နော်အဲမဖောက်ရသေးဘူးလေဒီမှာ sign up ဖို့တော့ဆိုရမို့တော့နော် sign up ကိုရ Gmail ဖြည့် Gmail ဖြည့်ပေါ့နော်ဒီအပေါ်မှာ Gmail ဖြည့်မယ် ဖြည့်ပြီးဝင်အဲဒီမှာ password ဖြည့်ပြီးပေါ့နော် password က vpgtcl အဲ့ဒီဖြည့်ပြီးပေါ့နော်ဒါတချို့နေရာကြီး machine ဆိုရင်ဒါလေးနဲ့ပြောင်းပြောင်းပေးဒီမှာပြောင်းပြောင်းပေးနော်ပြောင်းပြောင်းပေး g37 and 3 g7 ပေါ့နော်ဒီမှာ password ရိုက် password လေးကို password ပေါ့နော်ကို password ရိုက်ရိုက်ပြီးသွားတဲ့အခါကျရင်ကျွန်တော်တို့ဒီမှာပေါ့နော်ကျွန်တော်တို့အာရှဖြစ်တဲ့အတွက်အာရှထားပြီးပြီးအမှန်ချစ်လေးချစ်ပြီးအဲဒီနေရာမှာကျွန်တော် confirm မလုပ်ခင်ပေါ့နော်ထပ်တတိပြီးခြင်းတာကကိုယ့်ရဲ့ password တည်တာနဲ့ကိုတိကိုတိတာဖြစ်တဲ့အတွက်အထူးတတိပြီးပြီပါကျွန်တော်ထပ်ပြောမယ်ကို password ကိုကိုမှန်ရိုက်ခဲ့ပြီးပါအဲ့တွဲပြီးတော့ screenshot ရိုက်ပြီးပေါ့နော်ဂျီမီဖြည့် screenshot ရိုက်ပြီးနော် password ကလည်းကျွန်တော်ခုနပြောသလိုပေါ့ဒီမှာရိုက်လိုက်တဲ့အခါမှာကိုကဒီလိုလေးပေါ်ပေးထားနော်ဒီမှာပိတ်လို့ရတယ်ပေါ်လို့ရတယ်နော်ပေါ်ပြီးတော့ screenshot ရိုက်ပြီးတာအဲ့ဒါဆိုရင်ကို password ကို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 လာနေတည်ရပါတော့။အဲ့ဒီအချိန်ညာ password မမှတ်မိရောဆိုရင်ကျွန်တော်တို့လည်းဘာမှလည်းပေးလို့မရဘူး။ဘာကြောင့်လဲဆိုတော့ password ကကိုတိမှဒီနိုင်လေးပြန်ဝင်ပေးလို့ရမှာမဟုတ်ဘူးဆိုရင်ဒီနိုင်လေးဝင်လို့ရမှာမဟုတ်ဘူး။အဲ့တော့ကို password ကိုတော့ကိုတိအောင်လုပ်ပေးပါ။ကို password ကိုမှန်အောင်လုပ်ပေးပါပေါ့နော်။အဲ့ဒါကြောင့်အဆင်ပြေမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအဲဒီ Gmail မှန်အောင်ဖြည့်ပေးမယ်။ password မှန်ဖို့တော့လိုတယ်။အဲ့ဆိုရင် Gmail password မှန်ပြီဆိုရင်ကျွန်တော်တို့ဒီအဆင့်ကိုနှိမ့်လိုက်ပြီဆိုရင်ဒါတော့ဟိုကဖြည့်ရမှာပေါ့နော်။ကျွန်တော်မဖြည့်တော့ဖြည့်ပြီးသားဖြစ်တဲ့အတွက် ီနားကိုရောက်လာမယ်ပေါ့နော်ဒီနားရောက်လာမယ်ဒီနားရောက်လာမယ်ပေါ့နော်ဒီဒီနားရောက်ပြီဆိုရင်နာယီနာယီအစအလုပ်လုပ်ပြီပေါ့နော်နာယီစလုပ်ပြီနာယီတစ်ချက်ဆွေးရမယ်နာယီမှာကျွန်တော်တို့ကြည့်ရအောင်အာဖုန်းတိုင်းတက်တယ် wifi တိုင်းတက်တယ် 4G ပေါ့နော် 4G တက်တယ်ပြီးဒေတာများလေးတက်တယ်နော်ဒေတာများလေးတက်တယ်ဒီအချက်တွေပေါ့နော်ဒီအချက်တွေဟိုဟိုကဖြစ်မှသာနေအဆင်ပြေတာပေါ့နော်ကျွန်တော်အနည်းနည်းတင်လိုက်ပြန်နည်းမှောင်းဒီပါနော် ဖုန်းတိုင်း Wi-Fi တိုင်း 4G data မြောက်โอเคအဲ့ဒါဆိုရင်ကျွန်တော်တို့ဘယ်လိုသွားမလဲဆိုတော့ကျူအားဖတ်မယ်ပေါ့နော်။နာရီဒီမှာကျူအားပေါ့နော်။ဒီမှာဒီမှာကျူအားကုတ်အပေါ်မှာ register ကုတ်ဆိုတဲ့ဟာလေးဖတ်မယ်ပေါ့နော်။ဖတ်မယ်ဆိုဒီရဖတ်မယ်။ကျူအားကုတ်ဖတ်လိုက်ပြီ။ဟုတ်ကဲ့ကျူအားကုတ်ဖတ်လိုက်ပြီဆိုရင်နာမည်ဖြည့်ရမှာဒါကလေးနာမည်ဖြည့်ရမှာပေါ့နော်။ ဆိုတော့ clean name ဖြည့်ဖို့အတွက်ဆိုရင်ကျွန်တော်တို့က plan b ပဲပေါ့နော် plan b ဆိုတော့ plan b ထည့်နိုင်မယ်အဲ့ဒီ and dash b ပေါ့နော် plan b ထည့်နိုင်ပြီဒီမှာကျတော့ကိုကအဖေသုံးပါလားအမေသုံးပါလားအဖိုးသုံးပါလားဘွားသုံးပါလားအကူသုံးအမသုံးပါလားဦးလေးသုံးပါလားအစားသားရှိရမနော်အဲ့မှာကျွန်တော်အမေကဝယ်ရများတယ်အမေကအသုံးများတဲ့အတွက်အမေပဲနော်ကျွန်တော်ဘာလို့လဲဒီမှာ plan b ပေါ့နော်ကျွန်တော် plan ညမှာပဲထည့်တယ်ခုန plan b ဘာဘာပဲထည့်တယ်ဒါက clean name ထည့်ရမှာနော် okay အဲ့ဒါကျွန်တော် okay လိုက်ပြီ okay လိုက်ပြီကျွန်တော် account သူကအောင်မြင်ပါပြီပေါ့နော်ချိတ်ဆက်သွားပြီအောင်မြင်ပါပြီဆိုရင်ဒီမှာအမှန်တည်းဒါရပါချက်ပြီးသားတော့ဒါအကုန်လုံးပြည့်ပြီဆိုရင် okay လောက်ရင်ပါမယ် okay step permission တို့ချက် permission တောင်းလည်းမလို့ permission ကြီးပြီးရမယ်ပေါ့တို့ကြီးမိကြီးဒီဟိုဒါကျွန်ညာရဲ့အရင်တက်တယ်ပေါ့အဲ့နေနေစိုးလေပေါ့နော်အခုဟုတ်ပြီနော်ဒီမှာနော်နံပါတ်47 59ပို့တော်ဆောင်တော့ okay နံပါတ်27ဘာစနံနဲ့ပို့ထောင်ဒီဂျီပီအက်လုံးဝတိကျနော်လုံးဝဂျီပီအက်โอเคအစင်းဟုတ်ပြီထပ်ပြီးတော့ဂျီပီအက်အကြောင်းအရင်ရှင်းပြမယ်အခုတမ်းပါဒါမှမဟုတ်ဒီထဲဝင်လိုက်ဒါကတော့ကျွန်တော်တို့ကလေးရောက်တဲ့နေရာပေါ့နော်ကလေးရောက်တဲ့နေရာဒီမှာ plan ပြင်ရမှာဆိုပြီးတော့ဒါကတော့ဖုန်းတည်ရှိတဲ့နေရာပေါ့နော်ဖုန်းတည်ရှိတဲ့နေရာဟုတ်မဟုတ်ဆိုတာဆင့်မယ်ပေါ့နော် location ခုံးလိုက်ပြီဖုန်းတည်ရှိနေရာโอเคဘောနော်တတိယရတယ်နော် ဆိုတော့ okay ဒီ set 52လမ်းပို့တော့တတိယလေးတော့ဒီမှာနော်တတိယလေးကလေးနဲ့ဘုံတီရှိတဲ့နေရာတတိယလေးဖြစ်တယ်အဟုတ်ပြီအဲ့မှာဆိုရင်ကျွန်တော်တို့ကဒီမှာပေါ့နော်ဒါကကလေးရဲ့ဒီမှာ battery percent နော်ဒီမှာအချိန်ကဘယ်လောက်ရှိနေပြီလဲပေါ့နော်အာဒီမှာက9လပိုင်း20ရှိရနေအာ7နာရီ15မိနစ်ရှိနေပြီပေါ့နော်15မိနစ်ရှိနေပြီ တော့ကျွန်တော်ညားပဲကြည့်စမ်းပြတာလမ်းအသိမကောင်းဆိုမြန်မြန်လေးပဲကျွန်တော်ပြောမှာပေါ့နော်ဟုတ်ပြီဒီထဲကျွန်တော်ဝင်မယ်စီစုံပေါ့နော်စီစုံနေပါရေဆိုရင်ကျွန်တော်တို့ဒီကိုတောင်းမှာပေါ့နော်စီစုံတောင်းမယ်စီစုံတောင်းမယ်ဒါကလေးရေပေါ့နော်ဒါကတော့ကျွန်တော်တို့ကလေးရေအဟိုအောင်ကြည့်ရပါပေါ့နော်ဘယ်လိုပြောမလဲအဲဒီကလေးရေကျွန်တော်ခြေလန်းနေပေါ့နော်ကလေးရေပဲသွားခဲ့လေပဲလောက်ခဲ့လေဆို history ကိုကြည့်ရတယ်ဒီထက်ကြည့်ရအောင်နော် ဟာကလေးချီတဲ့နေပေါ့ဒါကတော့ကလေးရဲ့ဟိုဘယ်လိုပြောမလဲကလေးရှိတဲ့နေရာဘုန်းတော့ချက်ချက်တာပေါ့ဒီညာချက်ဟာဒါကကလေးရဲ့ဘယ်သွားခဲ့လဲဆိုတာဒီမှာချီလန်းနေပါတယ်ညာကြီးပေါ့နော်ဒါကြည့်ရဒါဖုန်းရင်တင်နေရဖုန်းရင်တင်ဒါကိုယ် Mac ကဘလို့သုံးပါလေပေါ့နော်ဒီလိုသုံးသုံးတာနော်ဟိုမှာဆိုတော့ဒီဒီပေါ့နော်ဘလို့သုံးတာပေါ့နော်ဒီ Mac ကိဒါတော့ဟုတ်ပြီဟင် ညာ Google Map ကြီးနဲ့တွားတာပေါ့နော် Google Map ကြီးဘာကြီးပါရတော့နည်းနည်းဟိုဖြစ်ဒီမှာတိတ်အချိန်ဟိုဖြစ်ဒီလို refresh လေးလုပ်လုပ်ပြီးပေါ့နော် refresh လေးလုပ်လုပ်ပြီးโอเคအဲ့ဆိုရင်ကျွန်တော်တို့စိတ်ဆုံးသွားမယ်ပေါ့နော် ာရကျွန်တော်ဂျီမီတွေပေါ့နော်ကျွန်တော်ဂျီမီတွေပေါ့ဟိုပေါ့ပြင်ကျွန်တော်ကျွန်တော်ဒါကြီးရောခဏလေးချိန်နေနေပေါ့ပြင်ခဏလေးဒီဘူတီထဲမှာကျွန်တော်တို့တွားမဲ့ဟာတွေကဒါဟာဂျူရူဒါဟာဖုန်းတီနေဟာဒါဟာကလေးရဲ့ခါပေါ့နော်ကျွန်တော်ဖုန်းကနည်းနည်းဟိုပြင်နေပေါ့နော်ဒီမှာကလေးကိုကိုယ်ကပြင်ထားထားခြင်းနေပေါ့နော်ထားခြင်းနေနေဟာဟိုကဒါဟာကြည့်အောင်ပေါ့နော်ကလေးကဘယ်နေသွားခဲ့လဲ ဖေးသွားခဲ့တယ်ကိုရက်နဲ့ပြန်ကြည့်လို့ရပါတော့ဒီမှာရက်နဲ့ပြန်ကြည့်လို့ရတယ်နေ့ပြန်ကြည့်လို့ရတယ်ဒါကလေးရဲ့တီနီတီနီယာပေါ့နော်ဒီရှိတဲ့နေရာဒါဖုန်းနေရာပေါ့နော်ဒါကခုနကျွန်တော်ကဟိုအဖြစ်တဲ့နေရာပေါ့โอเคอ่ะဆိုရင်ကျွန်တော်တို့ဒါခဏထွက်လိုက်မယ်ဒါတော့ connect ပေါ့နော် connect မှတ်မယ်ကျွန်တော်တို့ဒီမှာဖုန်းနဲ့ပါနော်ဒါပြန်ဖြတ်တာ ီကောင်ရေဖြတ်တာပေါ့နော်ဖြတ်ပြီးကျွန်တော်နိုင်ရေးထည့်မယ်ပေါ့နော်အကြည့်အဲ့ဒါကျွန်တော် attack နှိပ်လိုက်ပြီ m o d h e မာသာဟုတ်ကဲ့တော်ရကူကူ6တင်ကူတင်ကူတင်ကူကြည့်ကျွန်တော်စီးလိုက်ပြီအဲ့ဒီလို success ဘုံဖြစ်သွားပြီဒီမှာဘောနော connect ခဲ့သွားဒီမှာမာသာဒီမှာမာသာ okay အဲ့မှာအရှင်းပြပါတော့ဒါကဒီမှာဆယ်လုံးထိဖြစ်လို့ရနောက်တစ်လုံးထပ်ဖြစ်ပြမယ်ဘူး F A T H ရဖာသာဘာဒီကမှာတော့ညကို69တင်ကဟိုတင်ကတင်ကโอเค9969ပေါ့เนาะဖာသာကဟိုဖာသာဖြစ်တယ်ဒီမှာတစ်လုံးဝင်ရှိပြနော်အဲ့ဒီမှာနှလုံးဖြစ်သွားအခုကခုနကဆိုမဆွေးလို့မရသေးဘူးเนาะโอเคဒီမှာပြန်ဝင်ကြည့်လိုက်နှလုံးဖြစ်သွားပြီ။ဟာသာပါတော့โอเคအရင်အရှင်းပြပြပါတော့ ဟုတ်ကဲ့ဒါကွန်နက်မှတ်တာတော့သိသွားပြီအဲဆိုတော့ဒါကတော့ကလေးရဲ့ဖုန်းပေါ့နော်ဒီနိုင်ရဲ့ထဲမှာထည့်ထားတဲ့ဖုန်းနံပါတ်ထည့်ပေးထားမှာတိတ်တော့အရင်မကြည့်ဘူးဆိုတော့ဒါ device message ပေါ့နော်အာဒီခုန SOL နံပါတ်တို့ဒီ low battery ဖြစ်တဲ့အဟာဆိုရင်ဟောဖြစ်တာပေါ့နော်ဒါ free ကိုပေါ့နော်နိုင်ကြနေလားမသိဘူးအခုရရပါတော့ဗီဒီယိုကိုကြိုဗီဒီယိုခေါ်နေ။ဖာသားနဲ့ညမနာမာသားနဲ့ညမနာပါ။ မာလာနဲ့ပြောမယ်နော်ဟိုလိုင်းနည်းနည်းကြာနေတာအဲ့ဒီထဲမှာ B 9000လေးရှိမှဖြစ်မှာမဟုတ်လားနာကြီးကနာကြီး B 9000လေးမရှိဘူး B 9000လေးမရှိအရှင်မပြေဘူးနော်ဆိုတော့နည်းနည်းဟိုဖြစ်နေလိုင်းကတော့ကြာနေမခုံးမယ်ဘူးနော်ဒီမှာဒီနှိပ်ပြီးဘူးနော်ဝင်နေမှာနာကြီးက B ရှိမှရအောင်နော်ကျွန်တော်ခြင်လိုက်တိုင်းဒီမှာမပေါ်သေးဘူးဖြစ်နေဘူးနော်ဒီမှာကျွန်တော်ဘက်ကတော့ပုံနေပြီဘူး ဒီထဲမှာတော့ကျွန်တော်ခုနဆန်းဆန်းနဲ့ပြီးတော့ချောင်းလောက်ဝယ်ကြတော့ဘောနော်အဲဒီမှာပေါ်လာပြီဘောနော်ပြရတော့ဖြစ်နိုင်ရောကျွန်တော်ဟိုငင်းနေတယ်နီးရောအတန်ကြီးတော်တော်ကိုဘယ်လိုပြောမလဲဆူဆူညံ့ညံ့နေကြရပါတော့အာဘယ်လိုပြောမလဲနော်ဗီဒီယိုပေါ့နော်ဗီဒီယိုပေါ့ဘာလဲဆိုတော့ အဲဒါမှာ sync ကိုကျွန်တော်လှမ်းပြီးတော့ဘာလုပ်ပြပေးမယ် sync ကအခင်းကိုဒါ sync ကပေါ့နော်ဒီက sync ကလေး okay အဲဒီဗီဒီယိုကိုဗီဒီယိုကိုကျွန်တော်ပြလိုက်တော့ခဏခဏဆန်းပြနေပြီးကုန်အနည်းဆုံးပြီး9တော့ထပ်ထားမှရတာပေါ့နော်ဆိုတော့အခုကျွန်တော်ဖီဖီကအဲဖီကိုခေါ်ဖို့ကြောဒီဘက်ကလည်းလိုင်းကောင်းအောင်မယ်ဒီဘက်ကလည်းလိုင်းကောင်းအောင်ပေါ့နော်ဆိုတော့လိုင်းကောင်းဖို့လိုတယ်နောက်ဖက်စလုံးလိုင်းကောင်းမှဖီကိုရမှာပေါ့နော်အဲဒါဆိုကျွန်တော်ဖီကိုချလိုက်တော့ ဆိုတော့ဒါဗီဒီယိုကောပြီးပါမယ်။ကလေးပဲခေါ်မယ်ဆိုရင်ဒီလိုပြန်ခေါ်အောင်နော်။ဟုတ်ဒါဒါကလေးပဲခေါ်အောင်နော်။တိုင်ရအောင်နော်။ဒီဘက်ကလည်းတိုင်ရအောင်။ဒီဘက်ကလည်းတိုင်ရအောင်နော်။ဒါတော့နောက်ဆက်တိုင်ရအောင်။ဒါနီးတော့အတန်ကြီးဟိုကဖြစ်တယ်ဗောနော်။ကျွန်တော်ရဲ့ဒီပြောင်းနေအတန်ကြီးဝင်အောင်နော်။ကလေးပဲခေါ်ရင်ဒီမှာခေါ်ဒါလေးခေါ်ရတယ်။ဒီလေးခေါ်ရမယ်နော်။ဒီလေးနှိမ့်နိုင်။ဗီဒီယိုကောတန်ရောက်တယ်ဗောနော်။ဒီမှာဝင်လာပြီနော်။ โอเคอันนี้ยังเนาะวีดีโอคอลนี้ดีไว้บลูจีก็တော့ดีอย่างนี้ต้องขอมั้ยเนาะทีวีก็โอเคအဲ့ဒီဒီကိုခေါ်ပြီးပါမယ်ကျွန်တော်ဆောင်းကာရီယံပေါ့နော်ဆောင်းကာရီယံကျွန်တော်တို့ဘာလုပ်လဲဆိုတော့ကလေးကိုတစုံတစ်ယောက်ကအဲဘုံကလေးဆောင်းကာရီယံကျွန်တော်တို့ကလေးကကြောင်းမှာပေါ့နော်ဘယ်သူနဲ့ရှိနေလဲအဲဆရာမဘာပြောနေတငယ်ချင်းကဘာပြောနေလဲခူးနားထောင်တာပေါ့နော်အဲ့ဒါကျွန်တော်ဖုန်းနံပါတ်ရိုက်ချင်တယ်မတော်ညကို69 359 359အဲအခုဒီဖုန်းနံပါတ်မဟုတ်ဘူးပေါ့နော်ဒီဒီဒီ ဒီထဲမှာ okay ဆန့်ဖြစ်မှရအောင်เนาะဒီထဲမှာ tablet ထဲကိုခေါ်လိုက်ပြီဝင်လာပြီเนาะဆန့်ဖြစ်လာမယ်အစံ2ဆောင်းလိုက်အောင်ညမကြီးဖြစ်နေတော့လေဟို tablet ကြီးအရင်ဟို mi max ကြီးဟိုကြီးနေဝင်လာပြီပေါ့เนาะဝင်လာပြီဆိုတော့ဖိတ်ထားလိုက်ကျွန်တော်ဖုန်းဝင်လာပြီပေါ့เนาะဖုန်းဝင်လာပြီကျွန်တော်ပြန်ချမယ် ီကောင်ကြီးအရင်ကြည့်ရောနည်းနည်းဟိုဖြစ်တယ်မဟုတ်နော်ဒါကပေါ့နော်ဟိုမိဘတွေဖုန်းနံပါတ်ပဲထည့်ရမှာနော်အဖေဆိုအဖေဖုန်းနံပါတ်အမေဆိုအမေဖုန်းနံပါတ်ထည့်ပြီးโอเคဆက်လိုက်ပေါ့နော်ဆီလို send send ဖြစ်မှာရမှာနော်ဒီမှာပေါ့နော် send ဖြစ်သွားပြီဆိုရင် send ဖြစ်သွားပြီဆိုရင်သူကဖုန်းဝင်လာမှာပေါ့နော် send မဖြစ်ဘူးဆိုရင်တော့ဖုန်းမဝင်တော့ဘူးပေါ့နော်အဲ့အဲ့လေတော့ရှိတယ်။အဲ့ဒီတစ်ချက်တော့တတိပြူပြီပေါ့နော်။နိုင်အခုကတော့နိုင်နေနေကြာပါပြန်ပြီပေါ့နော်။ မင်းလည်းကြာနေပြီ။ရင်းလည်းကြာနေဆိုပါတော့။အော်ဒီကောင်ဒီဆိုင်ဖြစ်ဖို့ကလိုတယ်ပေါ့နော်။ဒါလည်းတော့ခုနကကျွန်တော်ဝင်ဝင်လာရှင်းပြပြီးသွားပြီဆိုတော့ဗီဒီယိုအရင်ရှိနေပြီ။ဒါကျွန်တော်ခဏသွားမယ်။ပြီးရင်ဒီမှာထပ်ပုံရိုက်မယ်ပေါ့နော်။ထပ်ပုံရိုက်မယ်။ဒါခုနကကျွန်တော်ရိုက်ထားတဲ့ပုံပေါ့နော်။လည်းရည်ရည်ရပါတော့ဒီမှာโอเคချက်ထည့်ရမယ်ဆိုရင်ဒီမှာဓာတ်ပုံရည်ရမယ်ဆိုရင် ဒီကောင်ဆန့်ဖြစ်ဖို့လိုလိုတယ်ပေါ့နော်နှစ်ဖက်စလုံးနိုင်ကောင်းဖို့လိုတာကျွန်တော်ခုနဗီဒီယိုဘောတွေဆန့်ပြလိုက်တာတော့ဗီကုံမကြီးလာမသိဘူးနော်ဗီက9000ထက်ထည့်ထားမှရမယ်ကျွန်တော်အခုဆန့်ရင်းဆန့်ရင်းနဲ့ဗီကတဖြည်းဖြည်းနည်းလာပြီနော်နိုင်နိုင်ရေကျွန်တော်တောက်လျှောက်ဟိုမော်ရီနေနဲ့ကျွန်တော်တောက်လျှောက်လုပ်ပြီးတော့ကျွန်တော်တော်တော်ဖြေတော့ကုန်နေပြီเนาะခီအဲ့ဆိုရင်ဒီလိုလေးဆန့်ဖြစ်သွားရင်ဒီမှာပေါ်လာမှာပေါ့เนาะဆိုတော့အဲ့ဆိုရင်ကျွန်တော်ထပ်မရှင်းပြတော့ ဒါဗီဒီယိုရိုက်တာဒါတိုင်းစုံပေါ့နော်တိုင်းစုံကျွန်တော်တို့ကအချိန်မမှန်ဘူးဆိုရင်တိုင်းစုံနဲ့တော့ HGMG 630 HGMG 630ရှာမှာ HGMG 630 OK ဆက်ပြီးလိုက်အဆင်တော့အဆင်ပြေသွားပြီနော်အဲ့ဒီမှာကမှနေနေနော်။ဒီစတင်ဒီချောကတုံးလေးကိုနှိပ်ပြီးလိုက်ပါတော့။ ခုနဒီမှာတွားပြီးတော့ဗျာစောင်းကာကြီးကလမ်းဟိုအဖြစ်တွားပြီးပါဖြစ်ဆိုတော့ device online ဖြစ်သွားပြန်လိုင်းကြနေပြီဘီကွန်ဝိုင်း channel okay ထားထားလိုက်ပါဗျာအာဒါကတော့ ECN 630ထည့်ရအောင်နော်630ပြောတာ ECN 630ဒီအဲ့ ECN 630အချိန်မှမန်းတွေဒီမှာတိုင်းစုံဒါ language ဒါ family member ပါဗောနော်ဒါဘာလို့ဟိုအလုံးလဲဗောဒါအလန်းအလန်းဗောနော် အဲ့ဒါဒီ SNM မာရီပိုင်းညာရီတရကာကြီးပေါ့နော်အဲဒီမှာက view message ပေါ့နော်အဲဒီ view message ကကျွန်တော်တို့ဘယ်လိုပြောမလဲဆိုတော့ဟိုဘယ်လိုပြောမလဲဆိုတော့ကျွန်တော်တို့ click ကိုပုံတော့ message တွေပေါ့နော်အဲမဝင်စီညက် message တွေပေါ့ဟိုလာလို့တာပေါ့နော် view message ဒီမှာ reject call ပေါ့နော် click ကိုဟိုကျွန်တော်တို့ကအဲဘယ်လိုပြောမလဲအဲ ဒီဖုန်းခေါ်ဗောနော်ဒီ sync တဲ့မှာဖုန်းခေါ်လိုက်တယ်ခေါ်လိုက်တဲ့အခါမှာဗောနော်ဟိုမဝင်ရင်တဲ့ဖုန်းနံပါတ်တွေဆိုရင်အဲဥပမာမကိုင်းစင်းတဲ့ဖုန်းနံပါတ်နံပါတ်စင်းနေဗောနော်ရှောက်ကိုင်းနေမှာဆိုရင်ဒီမှာပိတ်ထားလိုက်ဗောနော်ဒါတော့ပိတ်ထားလိုက်ဗောနော် reject call ဗောချက်ကိုဒါတော့ဒိုင်ဘောနော်ဒါဒီဒိုင်ရောက်ဒီကိုပိတ်လိုက်ပြီဆိုရင်အဲကရိယာဥပမာဆိုတော့ဒီထဲမှာဒီဒိုင်ကပိတ်သွားပြီဆိုရင်ဒီဒီဒိုင်ကဖွင့်လို့မရတော့ဘူး လုံးဝဖွင့်လို့မရဘူး။ဒါပေမဲ့ဒီတိုင်းဖွင့်မိထားမယ်ဆိုရင်ကလေးကဥပမာဆိုတော့နော်ဟို1ဝန်1 99လို့ဘာလို့ညာလို့တျှောက်ခေါ်နေမယ်ဆိုရင်မလူလာတဲ့ပြဿနာကြီးဖြစ်လာတယ်ပေါ့နော်။လူလာတဲ့ပြဿနာကြီးဖြစ်လာခြင်းဘူးဆိုရင်ဒီတိုင်းကိုပိတ်ထား။ကျွန်တော်ကတော့အခုကျွန်တော်ပြန်ဖွင့်မိထားလိုက်ပြီပေါ့နော်။အဲ့မြန်ဖွင့်ပြီးလိုက်ရှင်တော့ပွင့်လာပြီပေါ့နော်ဒီမှာတင်းတင်းလုံးလေးပေါ်လာပြီဒီမှာပိတ်ထားပိတ်လိုက်မယ်ဆိုရင်ပိတ်လိုက်မယ်ဆိုရင်မပေါ်တော့ဘူးပေါ့နော်ဝင်လို့မရတော့ဘူးပေါ့နော်ဒီထိုင်ကโอเค တရားဖွင့်ပေးတာပေါ့နော်။အဲကြောင့်ဖွင့်မိထားလိုက်မှာပေါ့နော်။ Okay အဲဆိုရင်ဟုတ်ပြီ။ဒါတော့ဒီထိုင်ထိုင်ပေါ့နော်။ပြီးရင်အဲဒီ SQL နာမှာပေါ့နော်။ SQL နာမှာဟာအဝုံပေါ့နော်။သူညာကို6 9 3 5 4 3 5အဲဒါတော့အဖေနာမည်ဆိုတော့အဖေဖုန်းနံပါတ်ဒါအမီဖုန်းနံပါတ်အတော်အဖွာဦးလေးအဲအဲ့လိုဖုန်းနံပါတ်တုံးလုံးရိုက်ပေးရမယ်။ရိုက်ခါကြရင်ဒီလိုရိုက်ပြီးတော့သူ save ဖြစ်အောင်လုပ်ပေးတာပေါ့နော်။ save ဖြစ်သွားပြီဆိုရင် ပလီကိုဒီပါဝါခလုတ်ကိုနှိမ့်မယ်ပေါ့နော်နှိမ့်မယ်ပြီနှိမ့်မယ်ဆိုရင် SO နံပါတ်ဆိုပေါ်တယ်ပေါ့နော်ဟို SO နံပါတ်ခေါ်လုံးမယ်ပေါ့နော်အဲ SO ခေါ်နေပြီနော်ကျွန်တော်ပြန်ချနိုင်ပြီကုံတော့မှာဆိုတော့အရင်ရှိပါမယ်သူခေါ်နေပြီပေါ့နော်အဲအဲ့လိုပေါ့အဲ SO ပေါ့နော်ကျွန်တော်မာသားဆိုမာသားဒီဖုန်းနံပါတ် father to father ဖုန်းနံပါတ်ခေါ်နေနေမယ်ပေါ့နော်အဲ့ဒီမှာတစုံတစ်ယောက်ကတစ်ခုခုလုံးမယ်ပေါ့နော်တစ်ခုလုံးမယ်ဆိုရင်ကလေးဟိုဒီ free ဒီပါဝါခလုတ်ကိုပေါ့နော် ပိတ်မယ်ပိတ်လို့မရတော့ဘူးပေါ့နော်။ Okay အဲဆိုရင်ဒါအဆူနေမှာပေါ့နော်။ဒါအလန်းပေါ့နော်။ဒါဒါဟိုကလေးနှိုးပြီးထားပေါ့နော်။ဒီ tracking frequency ပေါ့ကို10မိနစ်ထားလို့ရတယ်။အဲကိုကြိုက်သလိုထားလို့ရတယ်ပေါ့နော်။ဒါတော့10မိနစ်လောက်ကတော့အကောင်းဆုံးပဲပေါ့နော်။10မိနစ်ကအကောင်းဆုံးပဲ။ဆိုတော့ဒါကတော့ဒီတင်တန်းပေါ့နော်။အချိန်ဟိုဖြစ်တဲ့ဆိုရင်အဲ on နေမပြည့်ဒီကောင်ကြီးကဟို GPS နိုင်ဖြစ်တဲ့အတွက် LP ရဖွင့်ပြီးကြာမလို့ဘူးပေါ့နော်။ ဒါက first reset ဒါက first reset ဒါ remote ပေါ့နော် shutdown လုပ်တာဟောပေါ့နော်အဲဒီမှာ mbind ဆိုတာမနှိပ်ရအောင်နော် mbind ဆိုတာ mbind ဆိုတာကျွန်တော်ဒီ account ကိုဖြတ်ချတာပေါ့နော် account ဖြတ်ချတာ account မနှိပ်မိပါနဲ့ဆိုရင်ဒီမှာပေါ့နော်ပြီးရင် setting နဲ့ပေါ့နော် delete account မှာမနှိပ်မိနဲ့ account ကျတက်တယ် account ကျရင်ဘာမှလုပ်လို့မရဘူးပေါ့နော်ဒါကတော့သူ့ရဲ့ code ပေါ့နော်ကျွန်တော်ဒါကတော့ခုလိုချင်တဲ့ date တွေပါလေရက်စွဲတွေကိုဒီကပြောင်းအောင်ပေါ့နော်ဒါကတော့ဟိုဒီ s condition ရဲ့ချိတ်ဆက်နည်းလေးအသေးစိတ်ပေါ့နော်ကျွန်တော်ရှင်းပြပေးပါပြီအာဒီဟာလေးလုံးဝကိုမှိုက်တယ်ဒါကတော့နောက်တစ်လုံးပေါ့နော်အကိနောက်တစ်လုံးချိတ်ခြင်းနဲ့ဆိုရင်ဒီဟာရင်ထပ်ပေါင်းမှာပေါ့နော်အဲ့တော့ဒါကတော့ချိတ်နည်းလေးပြီးပါပြီပေါ့နော်ဒီမှာထပ်ပြမယ်ကျွန်တော်တို့ကလေးရောက်ဒီဆက်တင်မှာနေတယ်နော်အကိအချိန်နဲ့တီးကြတယ်ကျွန်တော်တို့ဒီမှာနော် အချိန်ကြီးရတယ်ကျွန်တော်တို့ခုလုံးလုံးနေတဲ့ဟာအာဘက်ထရီပါနဲ့83ဆိုတော့ကျွန်တော်တည်ရတယ်ပေါ့နော်ဒီမှာဆိုကျွန်တော်ခုန voice message တွေပါပြီပေါ့နော်အာဒီမှာ device ဟိုဘက်ထရီပါ SOS ပဲပေါ့နော်အာဒါကတော့ကျွန်တော်တို့ S condition ရဲ့ချိန်ကြီးလေးပါအာချိန်ကြီးလေးကတိတ်မခတ်ဘူးပေါ့နော်အဲအဲ့မှာကျွန်တော်ဒီမှာပေါ့နော် single ထိန်ကြီးလေးကတော့ပြောခဲ့တာဒီမှာပြောခဲ့လိုက်ဦးထင်တယ်အဲ single ထိန်ကြီးလေးကတော့ cho nó bi bài bà, của nó đặt trên bi bài cho nó con phía sau này đó mấy con phía sau này đó mà nó nó xin cái cái điều điều lý thế thế cho nó em đi về tàu em đi lại con là của nó tại đi nó lên tàu người nhà cô cô giấu đến nhà mà cô chơi lại tàu người nhà của nó xin cái điều thì cái thế thế bị đồng điểm nhau nên quần nhau thế nhà nó nhà mà thu đeo nó nhau nên quần hòa mạng ပိတ်ချလိုက်တာလည်းအဆင်ပြေပြီကျွန်တော်ပေါင်ပေါင်ပိတ်ထားတဲ့အတွက်ပေါင်ပေါင်ပြန်ပိတ်ပြရမယ်ဟောပိတ်ပြီမဲ့ဆိုဒီချက်မှာโอเคအဆင်အဆင်ပြေပါပြီဒါတော့ S condition ချိန်လေးလေးပါအာဒါလေးကိုကျွန်တော်တို့မှားယူခြင်းမှာကပလန်မီယာမှာ page မှာနေမှားယူရသို့ Viber ဖုန်းနံပါတ်39 96 3959 3959လေးမှာမှားယူရပါတယ်အမေဒီတယောက်ချင်းလေးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ